ကမ္ဘာအခင်းကြီးတွေကလည်းဒေါ်နယ်ထရန့်အမေရိကန်သမ္မတဖြစ်လာချိန်မှာအလှုပ်ရှားအရှုပ်အထွေးအတိုးအဆုပ်အယော့အတင်းတွေနဲ့စုညံလို့နေပါတော့တယ်။ဥရောပသမ္မတနေတိုးအဖွဲ့အစည်းရုရှားယူကရိန်းဒါရီသမ္မတအမေရိကန်ပြည်တွင်းမှပါဗျာများရတယ်လို့ပြောချင်တာပါ။နိုင်တော့မနိုင်ရင်ပါဘူး။ မနိုင်ရှင်ကြမှာဘူးဒါပေမဲ့သူလည်းမလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့ပုံစံဖမ်းလိုက်တာပါပဲသို့သောအမေရိကန်နိုင်ငံမှာသမရကိုထိန်းချုပ်နိုင်တဲ့စနစ်တွေရှိလေတော့ပြောထားတာတွေပြန်ပြင်ရအလျှော့ပေးရတာတွေလည်းရှိလာပြန်ပါတယ်ဒီမိုကရေစီနိုင်ငံမှာ အာဏာရှင်လိုပြုတ်မှုပုံမျိုးကို နိုင်ငံတကာလည်းလက်မခံကျင်ရပါဘူးတရုတ်ကိုသွေးတိုးဆန်းဥရောပကို ချိန်ချောက်ဂရင်းလန်ကျွန်းပဲတိမ့်တော့မလို့လို့ခုပဲစစ်ဖြစ်တော့မလို့လို့လေတံတွေပေးဟိုနိုင်ငံတွေကမကြောက်မရွံ့တုတ်ပြန်လာတဲ့အခါညူလက်နဲ့တွေအကုန်လုံးဖြစ်သိမ်းကြရအောင်ဆိုပြီးဖြစ်ပြန်ရော ရုရှားနဲ့ယူကရိန်းကြားစကားတွေအမျိုးမျိုးပြောကဲတင်ရှင်လိုလိုရုတ်တီးကြီးနဲ့တစ်ဖက်ကတိတိကျကျတတ်တိပြပြီးတော့ပြန်ပြီးဖြေရှင်းတဲ့အခါပြောပြီးသားစကားတွေပြန်ဖြက်ပြရပြန်ရောမနိုင်ရှင်ကျင်ပါဘူးသို့တော့ကျွန်တော်တို့နိုင်ငံကအကျန်းဖဲ့ကောင်းဆောင်လဲပေါ့ဖော်ကြီးကိုခြေတလုံးဖဲ့နေရကအခုရုရှားဘက် já o abi. ရုရှားနိုင်ငံကိုအလဲပတ်ရောက်ရှိနေတဲ့မြန်မာစစ်ကောင်စာဘုချုပ်မှုကြီးမင်းအောင်လှိုင်ကကရင်လင်နန်းတော်မှာသမရဗလာဒီမာပူတင်နဲ့တွေ့ဆုံချိန်မှာဘီအန်ဂျီတပားသဖွယ်အလဲပြုခဲ့သလိုယူကရိန်းပေါ်ရုရှားရဲ့လုံလုံလလျထိုးစစ်ဆင်မှုကိုထောက်ခံတယ်လို့ပြောခဲ့တဲ့အကြောင်း ABC News သတင်းတပုတ်မှာဖော်ပြပါရယ်မြန်မာစစ်ကောင်ဆောင်ကဒါကိုတရားသောစစ်ပွဲအဖြစ်ရည်ညွှန်းခဲ့သလိုသမရပူတင်ရဲ့ခိုင်မာပြီးပြတ်သားတဲ့ဥဆောင်မှုအောက်မှာမောက်ချအောင်မယ်လို့ယုံကြည်တဲ့အကြောင်းပြောလိုက်ပါရယ် ဒါတည်းရုရှားဘီယင်နဲ့မြန်မာဘီယင်တို့အကြားချစ်ကြည်ရဲ့အကြောင်းဗုဒ္ဓပြားတဲ့စကားမွေးကြခဲ့တယ်လို့ရေးထားတဲ့စာအုပ်ကြီးတအုပ်ကိုလည်းစစ်ကောင်ဆောင်ကသမရပူတင်ထံလက်ဆောင်ပေးခဲ့ပါတယ်အတော့စိတ်ပြက်စရာကြီးပါလားဒါမှမဟုတ်အတော့ကိုသတိထားရတော့မှာပါလားထောင်ဟော94ဘူရာဘက်စ်ဂရိကဝတ်တွေကို ချိုးဖောက်ပြီးပထမခရိုင်းမီးယား အခုတော့ယူကရိန်းကို အတိအလင်းကျူးကျော်တိုက်ခိုက်ခဲ့တာကိုမှတရားတော်စစ်ပွဲတဲ့ပြောမှပြောထွက်တယ်ပါဇက်ပြောင်မှပြောင်လို့နဲ့မျက်နာမဲ့မှမဲ့လို့နဲ့အသိဉာဏ်တည်ကြတဲ့ဗုဒ္ဓဗျာဒိတ်စကားဆိုတဲ့စာအုပ်ကလည်းဘာသာရေးသမိုင်းဆရာများမျက်စိလဲသွားမှတော့အသေးချပဲပေါ့ဗျာသောမကြွက်မင်းဟာဟာဟာ ၎င်းကလေးကမှနိုင်ငံတကာကာတွန်းဆရာများကအာနာရှင်လူစုပူတင်ကို ပုံဖော်ကြတဲ့အခါကြွက်မီးကလေးထဲ့ဆွဲတတ်တာကို မသိလေရောဒလားမသိတော့မှကြွက်မင်းနဲ့တမတော်ကဆင်နွှဲနေတဲ့တရားတော်စစ်ပေါ်တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ပြည်သူလူထုတရားလုံးကဝန်းရံထောက်ခံအားပေးတော်ရတမတော်ကဆင်နွှဲနေတဲ့တရားတော်စစ်ပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ပြည်သူလူထုတည်ရလုံးတော်ပါတော့ဆိုလာပြန်ပြီတရားတော်စစ်ဘယ်မှာသွားပြီးတော့တရားရတယ်မြို့တွေရွာတွေကို မီးရှို့တဲ့နေရာပါလားဖះเจ้าကစာတင်ကျောင်းတွေကိုဘုံကျဲတဲ့နေရာမှာလားအရသားတွေကို ပြစ်မှတ်ထားတိုက်ခိုက်တဲ့နေရာမှာလားကို့ပြည်သူတွေကို ရန်သူလိုသဘောထားအကြမ်းဖက်တိုက်ခိုက်တပ်ဖြတ်ဖို့ အမိန်ပေးနေတဲ့ဗဇက်ကထွက်လာတာတရားတော်စစ်တယ်ဟုတ်နားကသာကြားနေရပေမဲ့နှာခေါင်းကိုမနှဲပိတ်ထားတယ်ဗျမတရားအာဏာလုယူထားသလိုတရားမဝင်သက်တမ်းတိုးနေရတဲ့သူက တရားတော်စစ်တယ်တခါအရှိမပြောခဲ့တဲ့ယူကရိန်းမှာရှိတဲ့ညူလက်နဲ့တကူဖြစ်စီပြဖို့သဘောတူခဲ့တဲ့ဘူဒါပက်စ်ဂရိကွေတကူချိုးဖောက်ပြီးယူကရိန်းကိုပြောင်းကြကြ ကျူးကျော်တိုက်ခိုက်တဲ့ရုရှားကိုလည်းဒါတရားတော်စစ်ဒါကြောင့်မူချအောင်ရမယ်ဆိုတကောဗျာဟုတ်ကိုဟာကိုတော်နိုင်ငံတွေမှာကြီးကြီးအင်ကြီးကြီးဝစ်ပြီးသွားနေရတဲ့လူရုရှားကပြန်လာတာတော့မှလေရင်လမ်းကြောင်းကို အကွေ့အပတ်တွေနဲ့လိန်ကောက်ပြီးပြန်လာတဲ့လူက ဇယ်လန်စကီကိုမကြသေးခင်ကအာနာရှင်လို့ခေါ်ဆိုခဲ့မှုအတွက်တောင်းပန်မှုရှိလားဆိုတဲ့ BBC သတင်းဌာနရဲ့မေးခွန်းကိုတော့အဲ့ဒီလိုသူပြောခဲ့တယ်ဆိုတာမယုံကြည်နိုင်စရာကောင်းကောင်းနဲ့ဇယ်လန်စကီကအရန်ရဲရင်တဲ့အကြောင်းပြောဆိုခဲ့ပါသေးတယ်လို့ဆိုထားပါတယ်။ထရန်ဟာပြည်တွင်ဝန်ကြီးချုပ်စတမာနဲ့ယူကရိန်းစစ်ပွဲရစဲရေးဆွေးနွေးပြီးတဲ့နောက်ဇယ်လန်စကီအကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ဇယ်လန်စကီနဲ့တွေ့ဆုံမှုဟာအရန်ကောင်းတဲ့တွေ့ဆုံမှုဖြစ်တယ်လို့ပြောခဲ့သလိုငြိမ်းချမ်းရေးရဖို့မြန်မြန်သွားနေတဲ့အကြောင်းလည်းထရန်ကပြောပါတယ်။ ဒီတစ်ပတ်အစည်းအဝေးဟာရုရှားနဲ့အမေရိကန်တို့ဆွေးနွေးမှုပြုလုပ်ခဲ့တာကိုအနောက်နိုင်ငံတွေကအံအားသင့်ခဲ့ရပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့အစည်းအဝေးပဲဖြစ်ပါတယ်။ထရန့်ကရုရှားစစ်ပွဲနဲ့ပတ်သက်ပြီးအစောပိုင်းကတည်းကငြိမ်းချမ်းရေးဆွေးနွေးမှုမလုပ်တဲ့ပေါ်ဇလန်စကီကိုအပြစ်တင်ခဲ့မှုပါသေးတယ်။တောက်ကြံနေတွေးဆမှုမှာယူကရိန်းရဲ့မြေရှားတပ်တို့တွေတူးပေါက်ကွင်းပြူတဲ့စာချုပ်ကိုလက်မှတ်ထိုးမယ်လို့လည်းမျှော်လင့်ရပါတယ်။ယူကရိန်းမှာအမေရိကန်တပ်တို့ကုမ္ပဏီတွေရှိတာကရုရှားရဲ့ကျူးကျော်မှုကိုအဟန့်အတားဖြစ်စေတယ်လို့ထရန့်ကအကြံပြုထားပါတယ်။ ရုရှားဟာ2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာယူကရိန်းကိုကျူးကျော်စီပြုခဲ့ပြီးဒိုနက်စက်လူဟန်ဇာပိုရီဇီယာကဲဆန်စတဲ့ဒေသ၄ခုရဲ့နေရာတွေကို သိမ်းယူခဲ့ပါတယ်။ရုရှားကငြိမ်းချမ်းရေးသဘောတူညီမှုတစ်စိတ်တစ်ပိုင်းဖြစ်နေမြေပိုင်နက်တွေနဲ့ပတ်သက်ပြီးအလျှော့ပေးမှမဟုတ်တဲ့ကြောင်းကြာသပတေးနေ့ကသတိပေးပြောဆိုထားပူပါတယ်ခင်ဗျာ။ လက်ရှိအမေရိကန်သမ္မတရဲ့အပြောအဆိုတွေကလည်းခုတစ်မျိုးတော်ကြာနှစ်မျိုးဖြစ်နေပြန်ပါတယ်ယူကရိန်းသမ္မတကိုအာနာရှင်လို့ပြောနေရင်ကအလွန်ရဲရင်သူလို့ပြောလို့ပြောဒါပေမဲ့အခုပြန်ဖော်ပြလိုက်ရတာကတော့ဒေါ်နယ်ထရန့်ယူကရိန်းနဲ့ရုရှားအကြောင်းအချင်းကလေးသိစီကျင်းတာပါနိုင်ငံတကာလေးလာသူတွေကတော့ဒေါ်နယ်ထရန့်ဟာရုရှားသမ္မတပူတင်ပဲရိမ့်လာနေတယ်ဒါ တရုတ်ကိုတော့အမြဲရစီတာပေါ့ဗျာအခုတော့ရက်30အပြစ်ကရက်10ရေးဆိုတာဆက်ဆွေးနွေးနေတော့အဲဒီကြားထဲမှာပဲမြန်မာကိုထိမ့်သိမ့်သိမ့်သိမ့်ဆက်ဆံနေတဲ့တရုတ်နဲ့အခုလို Kremlin နန်းတော်မှာရုရှားကတရားဝင်တွစ်ဆုံခွင့်ပေးလိုက်တယ်အပေါ်မြန်မာအကြမ်းဖက်စစ်ကောင်းဆောင်အပေါ်ကိုတော့တရုတ်ကစိုးရင်လာပြန်တာပါပဲအဲတရုတ်ကအဖက်မလို့ရင် ဒေါ်နယ်ထရန့်ကြောင့်ခေါင်းပြန်ထောင်းလာတဲ့ရုရှားရှိနေတာပဲလို့သွေးကြည့်နေတာကလည်းမြမအကျန်းဖဲစစ်ကောင်းဆောင်ပါပဲရုရှားကိုစင်6កောင်ပေးပြီးတော့မှကြွက်မင်းကြီးလို့ဖားလိုက်တဲ့အပေါ်ကြားရသူအပေါင်းကတတော်တော်ရီမောကြပြီမြေရီစရာတွေရဲ့နောက်မှာမောစရာတွေလည်းရှိနေပြန်ပါတယ်အဲ့ဒါက new clear ကိစ္စပါ မတ်လ၄ရက်နေ့မှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့စစ်ကောင်စောင်းတို့ရုရှားနိုင်ငံမော်စကိုမြို့မှာတွေ့ဆုံခဲ့ကြတာပါတွေ့ဆုံရမှာရုရှားသမ္မတကမြန်မာနိုင်ငံမှာလက်စစ်ထားအတွက်အသေးစားနျူကလ িয়ার တပ်ပေါင်းမှုတည်ဆောက်ရေးအတွက်အကူအညီပေးသွားမယ်လို့ထည့်သွင်းပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံပြည်ရေးပြဿနာတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကိုထောက်ခံအားပေးပြီးရုရှားနဲ့မြန်မာနှစ်နိုင်ငံကုန်သွယ်စည်းပွားအပါအဝင်ကဏ္ဍပေါင်းစုံမှာဆက်ဆံရေးမြင့်တင်သွားမယ်လို့လည်းပြောဆိုခဲ့တာတွေ့ရပါတယ် ရုရှားသမ္မတနဲ့စစ်ကောင်စားတို့တွေ့ဆုံမှုကမြန်မာနိုင်ငံကိုမြောက်ကိုရီးယားနိုင်ငံလိုနျူကလ িয়ার ပိုင်ခဲ့အာဏာရှင်နိုင်ငံဖြစ်လာဖို့အားထုတ်မှုဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပီပီဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာကမှတ်ချက်ပေးပါတယ်။မြန်မာနိုင်ငံကိုမြောက်ကိုရီးယားနိုင်ငံလိုဖြစ်လာဖို့ရအတွက်ရုရှားနဲ့စစ်ကောင်စားမြောက်ပိုင်ကမော်စကိုမှာတွေ့သွားတာကိုကြည့်မယ်ဆိုရင်လည်းအဓိကမြောက်ကိုရီးယားကဒီနျူကလ িয়ার နိုင်ငံတနိုင်ငံလိုဖြစ်လာတာဟာလည်း အစတို့ကတော့အခုနလိုပဲစတင်ဒီကိစ္စမှာတော့နိုင်ငံတကာကစိုးရိမ်တော့ကမပြကြပေမဲ့အတန်တိတ်စောင့်ကြည့်နေပုံရပါတယ်ကမ္ဘာအခင်းချင်းတွေကအသင်းအပင်းတွေကိုစီဖွဲ့လာကြတော့ကမ္ဘာသူကမ္ဘာသားတွေလည်းစိတ်တော့ကမေးနေရထိုင်ရကြက်တာပေါ့ဗျာဒီကြားတဲ့တရုတ်ရုရှားမြောက်ကိုရီးယားအာနာရှင်တွေကြားမှာ မြမဆင်း6កောင်အလူရှင်အာနာလူအကျန်းဖဲစစ်ကောင်းဆောင်ဟူးမောလိုက်တာဗျာဆိုပါတော့အဲ့ဒီမြမဆင်း6កောင်အလူရှင်အာနာလူအကျန်းဖဲစစ်ကောင်းဆောင်ကလည်းတိုက်ပြီးတစိတ်တေသကိုပြပတ်လက်ထိုးအပ်ပြီးအငယ်ရန်အာနာရှင်ဖြစ်ချင်တာကိုဗျာပြောပြရရင်တော့ပြပတ်လက်ထိုးပစိယိုးပေါ့ဗျာ ဘဝရှင်မင်းတရားကြီးသိဖြစ်ခြင်းနဲ့အကျံဖဲ့စစ်ကောင်းဆောင်ဟာတမိုင်းဟောင်းတွေတဲကစင်ဖြူရှင်ဘွဲ့ခန့်ကျင်တာသိကြမှာပါစစ်ကောင်းဆောင်တွေအာနာသိမ့်ပြီးရင်ယူကြောင်ကြောင်နဲ့တမင်ဖြူဆွဲနေတဲ့စင်တကောင်တော့ကိုချင်းကိုကိုကိုကြောင်လိုက်ရှာကြလိမ့်ရှိတာပဲအဲတကောင်တော့ရပြီဆိုရင်အဲ့ဒီစင်ကို ရှေးခက်ကနာမည်တွေပေးကြက်ပြေးမှာချုပ်ထားပြီး အခါကြီးရက်ကြီးဆိုရင်ဆယ်ဖီသွားဆွဲသတင်းစာတွေထည့်တော့တာဒါသူတို့လုံနေကြအယူဇက်ပုတ်ပေါ့ဗျာအခုအဲ့ဒီသမင်ဖြူစင်မာကြီးတကောင်ဘိုင်းငနေသေးတယ်တဲ့ဟာစင်အသက်က80တရာလောက်နေရတာကိုခု53နှစ်မှသေးတယ်ဆိုတော့ငယ်ငယ်လေးရှိသေးတာပေါ့ဒီတော့အယူနမိတ်တွေယုံကြတဲ့စစ်မိသားစုဟာဒါသူတို့တည်မဲ့နမိတ်ဆိုပြီး ရွှေသီချိပောက်တီပြင်းဟန်နေတယ်ဆိုပဲတနေ့မှာ365ရက်ရေရီယာချိပြီးအုတ်ချုပ်နေရတဲ့အာနာရှင်ကြီးဟာအခုနောက်နှစ်တွေတဲကတော့ရက်ချေးပြီးတော့ရေရီယာချေးနေရတယ်။အုံဒီကပြောသေးတိုင်းနေအလုပ်ဖြစ်ကြတာပေါ့ဗျာ။ကဲအကျန်းဖဲကောင်းဆောင်ဟာဘာမှလှုပ်ရှားမရှိရင်တော့ရွှေတကုံဖျားညှမ်းစင်ပြီးတက်ရေရီယာချေးလေးရှိတာပဲ။ အခုလည်းဘာကိစ္စမှမရှိပဲရွှေဒဂုံကြီးညှန်းစင်ထားရတာကြည့်အဲဒီလိုခြေတက်တဲ့ဥခင်ညွန့်တို့တအုံလုံးပြုတ်တယ်လို့လိုက်ပြုတ်နေခြင်းပုံရတယ်ထင်ပါရဲ့အကြဖက်အဖွဲ့စီတစ်ခုကနျူကလ িয়ার အကြောင်းကိုဥမာပြောလာပြီဆိုရင်ဒါဟာနိုင်ငံတကာလူချွေးရေးနဲ့တကဘာလို့ရဲ့လူချွေးရေးနဲ့ပတ်သက်တဲ့အခါကျတော့ IAEA ဟာလည်းဒီတိုက်ပဲလက်ပိုက်ရှိနေလို့မရဘူးပေါ့နော်သူတို့ကတော့လှုပ်ရှားစီတာလို့ဖွင့်လို့တယ် ြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းဆိုတာထက်မြန်မာနိုင်ငံမှာနျူကလ িয়ার မက်ထရီယယ်လည်းရှိတယ်ဒါနဲ့ပတ်သက်ပြီးမှယူရေးနီယမ်ဒီကိုအချာဖက်ရှိအာနာစီဒီရဲ့လက်လှမ်းမမီတဲ့နေရာမှာရှိနေဖို့တော့အမြတ်တလို့ရတယ်။အဲ့ဒါကိုအာမခနိုင်ဖို့ကတော့အချာဖက်ရှိအာနာစီဒီအမြပြချေမှုဖို့ကပဲအဖြစ်ဖြစ်တာပေါ့။